တက်တော်88နှစ်အရွယ်ရှိပြီဖြစ်တဲ့တီရူဆရာတော်ဘုံကြီးအချိန်လေးလုံးဝမကောင်းတော့တဲ့တဲ့ရင်တောင်းရှောက်ဝတ်တက်လာနေလို့တနိုင်ကလုံးကတကာတကမတွေကစိတ်ပူခဲ့ကြရပြန်ပါပြီတီရူဆရာတော်ဖျားကြီးကတော့လူတွေမုန်းတာခံရသလောက်လူတွေချင်းညိုရလေခံရပါတယ်တီရူဆရာတော်ဖျားကြီးဟာအခုချိန်မှာတက်တော်က88နှစ်အရွယ်ရှိပြီဖြစ်တယ်လူဘွားရဲ့တသန်းဆိုရင်ဘာမှမကြံတော့ပါဘူး ျွန်တော်သူကဒီနှစ်တွေအတော်အတွင်းမှာနိုင်ငံတကာကိုသွားပြီးတော့စေကူးသားမှုခံယူခဲ့တယ်ဗောလေတူတူချာချာဝင်းမိတာယုံဆရာတော်ဖျားကြီးပြစ်သက်ခံခဲ့ရာတုန်းကတူတူဆရာတော်ဖျားကြီးကတနိုင်ကလုံးက တကားတကမာရီကိုစစ်ကောင်စီကိုခွင်းလွှတ်ပေးကြဖို့ဗုဒ္ဓရဲ့လမ်းစဉ်ကခွင်းလွှတ်ခြင်းလမ်းစဉ်ဆိုပြီးတော့ပြောပြီးတော့အဲ့ဒီပြီးတာနဲ့နောက်တည့်ရက်မှာပဲဒါနိုင်ငံတကာကိုသွားပြီးတော့စေကုသမှုခံယူခဲ့တယ်။ဟောကျွန်တော်တို့နိုင်ငံတကာကိုရောက်တဲ့အခါမှာလေလေးစိတ်မာသူတဲတဲ့ဟိုတယ်မှာဘုံကြီးသူနော်စစ်ကောင်စီကိုလူသက်အားပေးဘုံကြီးဆိုပြီးတော့ဒါဆန္ဒပြခြင်းကိုလည်းခံခဲ့ရပါတယ်။သူတို့ဆရာဖျားကြီးဟာဒါ တန်းရွှေကိုဝေဖန်ခဲ့လို့နာမည်ကြီးလာခဲ့တယ်ဆိုပေမဲ့မရောနိုင်ကိုတော့ထောက်ခံခဲ့တာပါ။ဘာကြောင့်လဲဆိုတော့သူက LND အစိုးရကတိုင်းပြည်ကိုဖျက်မဲ့အစိုးရဘာသာတာရဏာကိုကွယ်ပြောက်အောင်လုပ်မဲ့အစိုးရလို့သူကထင်ခဲ့တာဖြစ်ပြီးတော့အာနာသိန်းဘော်အတွက်ကိုမရောနိုင်ကိုပထမဦးဆုံးသောအကြံပေးတဲ့သူကဒီလူဆရာဖျားကြီးလို့လည်းကြားသိရပါရဲ့ဗျ။ဒီလူဆရာဖျားကြီးဟာအသက်88နှစ်ရွယ်ရှိပြီဖြစ်တဲ့အခုချိန်မှာနိုင်ငံတကာကိုလည်းတွားရောက်ပြီးတော့စေကုသမှုခံယူတော့ပဲနဲ့မြန်မာနိုင်ငံမှာပဲ ကြုံလာတဲ့မြတ်ယောဂါတွေကိုခုခံရင်းနဲ့ဒီမှာပဲစုကုသမှုခံယူနေရကြောင်းလည်းကြားသိရပါတယ်။သူတို့ဆရာဖျားကြီးရဲ့အခုချိန်မှာအချားမကြီးကလွန်စွာမှာဆိုးရနေပြီးတော့အချိန်မရွေးပြန်လွန်ဒူပနိုင်တဲ့ပြန်လွန်တော်မူနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့နေရကြောင်းသတင်းတွေကတော့ထပ်ပေါ်လာနေလို့ပြည်သူတွေကတခါတကမာတွေကလွန်စွာမှာဆိုးရိမ်ပူပန်နေကြပါတယ်။သူတို့ဆရာဖျားကြီးဘာမှမဖြစ်စေဖို့အတွက်နော်ဝိုင်းဝန်းပြီးတော့ဆူတောင်းပေးခဲ့ကြပါအောင်ဗျာ။